အလုပ်ပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အပိုင်း၄မှာတော့ကျွန်တော်တို့ဘာနော်ကျွန်တော်တို့ဒီ data တခုတိဆောက်မယ်ကျွန်တော် data တိဆောက်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့နောက်နေ့ပြန်လဲအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့နောက်နေ့အဆင့်အတိုင်းကို ပြန်ပြီးတော့ရောက်ချင်တယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ QR code upload လုပ်ပြီးတော့ကျွန်တော်တို့ဟိုဒီ graph ကို ကျွန်တော်တို့ပြန်ပြီးတော့အစအဆုံးပြန်ပြီးတော့ follow ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ဆိုရင်ကျွန်တော်တို့ဘာ data နဲ့လုပ်မလဲအဲ့ဒါကိုကျွန်တော်တို့လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာ create data ကိုယူတယ်ပြီးတော့အခါကျတော့ကျွန်တော်တို့ file upload လုပ်မှာ ီးပါရင်ကျွန်တော်တို့ထဲမဲ့ data ကဒီ empty car ဆိုတဲ့ဟာလေးဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီ empty car csv file ကို ကျွန်တော်တို့တခုရွေးလိုက်တာဒီဟာလေးကိုကျွန်တော်တို့ရွေးလိုက်မယ်ပြောတဲ့ခါကျရင်ဒီမှာ file တင်ပြီးသွားပြီဆိုတော့ပထမဆုံးကျွန်တော်တို့ဘာနော်ကျွန်တော်တို့ data အရင်တိစမယ်ဆိုတော့ ကျွန်တော်တို့ဒါ data တင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ h win u အတွက်ကိုကျွန်တော်တို့ပါထားမလဲဆိုရင် ကျွန်တော်တို့ h win u မှာကျွန်တော်တို့ထားတော့ကျွန်တော်မိုင်းပါကလန်ထားမယ်ပြီးရတဲ့ခါကျတော့ y win u မှာကျွန်တော်တို့တခု y win u မှာကျွန်တော်တို့ model ထားမယ်ဒီ model ကကျတော့သူကကိန်းကဏ္ဍဆိုင်ရာ data မဟုတ်ဘူးသူကအမည်နာမ data ဖြစ်တယ်ဆိုတော့ အဲ့ဒါကိုထားပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ graph ကြည့်ကြည့်မှာပေါ့နော် graph ကြည့်မှာဆိုရင်ကျွန်တော်တို့ဟောဒီ render block ကိုနှိပ်လိုက်မယ်ပြောရရင်တော့ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့ဒီလို graph ကြာလိုက်ပြီဖြစ်ပါတယ်ဆိုတော့ဒါကပါပြောတာလေဆိုရင်ဒါကကျွန်တော်တို့ y ဝင်ရိုးမှာကကျွန်တော်တို့ ဝါဝင်ယောမှာသူရဲ့ကားမော်ဒယ်တွေရှိတယ်ပြောတဲ့ခါကျတော့ဒီမှာမိုင်းပါကလန် HP ယောမှာကျွန်တော်တို့မိုင်းပါကလန်ဆိုတဲ့ဟာတွေရှိတယ်ဆိုတော့ဒီမှာကျွန်တော်တို့ပါဆက်နွယ်ချက်အဲတွေ့ရမလဲဆိုရင်ဒီမှာကျွန်တော်တို့မိုင်းပါကလန်အများဆုံးရတာကဒီမှာသူရှိရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာတေယူတာကူရူလာဆိုတဲ့ဟာမိုင်းပါကလန်အများဆုံးရတယ်မော်ဒယ်အဖြစ်ကြည့်မယ်ဆိုရင်ဒီမှာတေယူတာကူရူလာဖြစ်တယ်ဆိုတော့မိုင်းပါကလန်အနည်းဆုံးရတဲ့ ဟာက ကျွန်တော်တို့ဒီမှာ Catholic Flick Blue နဲ့ဒီ Lincoln Continent ရရတယ်။ဆိုတော့ဒါကကျွန်တော်တို့ဒါကပေါ့နော်အဆင့်တွေမများသေးဘူးကျွန်တော်တို့ထပ်ပြီးတော့ထပ်ထည့်လို့ရတယ်ဒီ data ကိုထပ်ယူပြည့်စုံလို့ရသေးတယ်။ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့အသေးစိတ်အဲ question စိတ်ပြမယ်ဆိုရင် ကျွန်တော်တို့အပေါ်ပြန်သွားမယ်။ဒီမှာဆိုရင်ဒီမှာကျွန်တော်တို့အမည်နာမ data တခုထည့်လို့ရတယ် ဆိုတော့အမြင်နာမ data မှာကျွန်တော်တို့အကြောင်းနဲ့ပုံစံနဲ့ရှိတယ်ဆိုတော့ကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့တစ်ခုထည့်ကြည့်မယ်အကြောင်းမှာကျွန်တော်တို့က cylinder cylinder ကိုယူပြီးတော့ထည့်လိုက်မယ်ဒါကအမြင်နာမ data ဖြစ်တယ်ဆိုတော့ကင်ငန်းန်းဆိုင်ရာ data လိုမျိုးမဟုတ်ရင်ပို့ပြီးတော့အဆင်ပြေတယ်ဒါအဲ့ဒါကျွန်တော်တို့ cylinder ထည့်လိုက်တယ်ပြောရတဲ့ခါကျဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့ကျွန်တော်တို့သိရအောင် ပြန်ရင်တော့ run ကြည့်လိုက်မယ် ဆိုတော့ဒီမှာ render block ကိုနှိပ်မယ်ဒီမှာသူရှိရတိုင်းပဲဒီမှာကျွန်တော်တို့ cylinder ထည့်လိုက်တဲ့အချိန်မှာကိုနာကလိုလိုမျိုးတည်တာကကျွန်တော်တို့နည်းနည်းထပ်ပြီးတော့အသေးစိတ်ဖြစ်သွားပြီကိုနာကဒီမှာကျွန်တော်တို့သူရှိရတဲ့တူယတာကူလာကကျွန်တော်တို့အများဆုံးမိုင်းပါကလည်းအများဆုံးရတဲ့ တိုယိုတာကိုရိုလာကဒီမှာအယောင် အဖြစ်ဆိုရင်စလင်ဒါပေါ့နော်စလင်ဒါအာဒီခရမ်းယောင်ကကျွန်တော်တို့စလင်ဒါ၄လုံးရှိတယ်ဆိုတော့ဒီတိုယိုတာကိုရိုလာကစလင်ဒါ၄လုံးနဲ့ကားဖြစ်တယ်ပြီးရတဲ့ခါကျသူကမိုင်းပါကလည်းအများဆုံးရတယ်ပြောရတဲ့ခါကျတော့ကျွန်တော်တို့မိုင်းပါကလည်းအ ਨੇ စုံရတဲ့ကားတွေတော်တော်များများကအဝရောင်တွေအဝရောင်တွေဆိုတာပါလဲဆိုတော့ဒီမှာဆလင်ဒါ၈လုံးနဲ့ကားတွေဖြစ်တယ် ဆိုတော့ဒီ cylinder ရှစ်လုံးနဲ့ကားတွေကမိုင်ပါကလန်အနည်းဆုံးရတဲ့ကားတွေဖြစ်တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒါ 3D ဖြစ်သွားပြီ 3D ဆိုတော့ကျွန်တော်တို့ဟိုဘာနော် dimension 3ခု ပါတဲ့ဟာ dimension 3ခုပါတဲ့ data ဖြစ်သွားပြီဆိုတော့ဒါ3ဆင်းမရှိသေးတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကိန်းကနန်းဆိုင်ရာ data ကိုကျွန်တော်တို့ထပ်ထည့်ခြင်းလေဆိုရင်ဒီမှာ ကျွန်တော်တို့အွယ်စားကိုထည့်မယ်အွယ်စားအဖြစ်ကျွန်တော်တို့ပါထည့်မလဲဆိုရင်ကျွန်တော်တို့ဒီထဲမှာ weight ဆိုတဲ့ဟာလေးထည့်လိုက်မယ်ဒီ weight ကိုထည့်ပြီးရတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ data ဆက်နွယ်ချက်ကိုကျွန်တော်တို့ပြန်ကြည့်ကြည့်မယ်ဆိုတော့ဒီ render block ကိုပြန်နှိပ်မယ်ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့ဒီမှာ weight ကိုထည့်လိုက်တဲ့အချိန်မှာသူသူ့ရဲ့ point ရဲ့အွယ်စားတွေပါပြောင်းလဲသွားပြီပဲဖြစ်ပါတယ် ဆိုတော့ဒီမှာသိရှိရတိုင်းပဲကျွန်တော်တို့ဒီမှာ data ကို၄ဘက် shoot out ၄ခုကနေပြီးတော့ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်အရင်တော့ကျွန်တော်တို့ Toyota Corolla က Myanmar ကလည်းအများဆုံးရတယ်ဆိုတော့ဒီမှာ Toyota Corolla က Myanmar ကလည်းအများဆုံးရတယ်ပြောရတဲ့အခါကျတော့သူက cylinder အားဖြင့်၄လုံးရှိတယ်ပြောရတဲ့အခါကျတော့အရွယ်စားအားဖြင့်ဆိုရင် weight weight အနေထားအားဖြင့်ဆိုရင်လည်းသူက weight အနည်းဆုံး ထဲမှာအကျုံးဝင်တယ်ဆိုတော့ဟိုပေါ့ပေါ့ပေါ့ပါလေးနဲ့စလင်ဒါလေးလုံးနဲ့ကျွန်တော်တို့မိုင်ပါကလန်အများဆုံးရတဲ့ကားဖြစ်တယ်ပြီးသွားတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ဒီ Cadillac Flickbook ဆိုတဲ့ဟာနဲ့ဒီ Lincoln ဆိုတဲ့ကားကကျွန်တော်တို့ဒီမှာဆိုရင်သူကជីတယ်အဝါရောင်အလုံးလေးရကြီးတယ်ဆိုတော့ weight အဖြစ်သူတော်တော်ကြီးတဲ့အနေထားမှာရှိတယ်ဆိုတော့ weight လေးတဲ့အနေထားမှာရှိတယ်။ weight လေးမဟုတ်ရင်ငါးလောက်ရှိမယ် ပြောရတဲ့ခါကျတော့သူကဒီမှာဆလင်ဒါ၈လုံးရှိတယ်ဆလင်ဒါ၈လုံးနဲ့ကားဖြစ်တယ်ဒါကြောင့်မိုင်းပါကလန်ကလည်းနည်းနည်းလေးပဲကြတယ်ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့ဒေတာက4 dimension ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့နောက်နှစ်ခုပေါ့နော်ကျွန်တော်တို့6 dimension ဖြစ်သွားတဲ့အထိကိုကျွန်တော်တို့ထပ်ထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပုံစံမှာကျွန်တော်တို့အမည်နာမဒေတာပေါ့နော်အမည်နာမဒေတာကျွန်တော်တို့ထပ်ထည့်ခြင်းထည့်လို့ရတယ် ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ gear ပေါ့နော် gear ကတော့အများဆုံး6ချက်8ချက်လောက်ထိပဲရှိမှာဖြစ်တယ်ဆိုတော့ gear ကိုထည့်ကြည့်လိုက်မယ်ပြီးတော့ခါကျရင်ကျွန်တော်တို့ဒီမှာပုံကိုပြန်ပြီးတော့ run ကြည့်လိုက်မယ်ဒီမှာဆိုရင်တွေ့ရှိရတိုင်းပဲကျွန်တော်တို့ဒီမှာ gear ပုံစံလေးပေါ့နော် ကျွန်တော်တို့ဒီမှာပုံစံလေးထည့်လိုက်တယ်ဆိုတော့ ကျွန်တော်တို့ဒီမှာဖြည့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်လေးတဲ့ကားတွေတော်တော်များများကကျွန်တော်တို့ဒီပုံစံလေးနဲ့အဲဒါက gear နံပါတ်3ချက်ပဲရှိတယ်ဆိုတော့ဒီမှာသူက gear ဒီပုံစံလေးဒီပုံစံလေးနဲ့ဟာတွေကဒီမှာ gear နံပါတ်3ချက်ပဲရှိတယ်ပြီးရတဲ့ခါကျ weight အဖြစ်သူကကြီးတယ် weight အဖြစ်သူကကြီးတယ်ပြီးရတဲ့ cylinder ကအဝါရောင်ဆိုတော့ cylinder ရှစ်လုံးရှိတဲ့ကားဖြစ်တယ် ဆရာပြောရတဲ့ခါကျတော့ကျွန်တော်တို့ဒီ Toyota Corolla ဟာဆိုရင်သူကပါဖြစ်မလဲဆိုရင်သူကအရောင်အဖြစ်ဆိုရင်စလင်ဒါ၄လုံးရှိတယ်ပြောရတဲ့ခါကျတော့ gear အဖြစ်ဆိုရင်လည်းသူကအဆက်ဒီလိုမျိုးအဆက်၄ဆိုတော့ဒီလိုအဆက်၄ဆိုတော့သူက gear အဖြစ်တယ်သူက၄ချက်ရှိတယ်၄ချက်ရှိတယ်ပြောရတဲ့ခါကျတော့ weight အဖြစ်လည်းသူကနည်းနည်း weight အနည်းဆုံးမှသူကရှိတယ် ဆိုတော့ဒီမှာဆိုရင်ဒါကကျွန်တော်တို့ဒါ five dimension ဖြစ်သွားရည်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခုထပ်ထည့်ရင်လည်းထည့်လို့ရတယ်ဆိုတော့ဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ဘောနော်ဒီပုံကိုကျွန်တော်တို့ဟိုနောက်တစ်နေ့နောက်တစ်ဆင့်တိုင်းဒီအဆင့်တိုင်းကို ကျွန်တော်တို့ပြန်ထည့်ခြင်းလေဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် h ဝင်ရောမှာ H မြန်ရောမှာကျွန်တော်တို့မိုင်းပါကလန်ထည့်တယ်ပြောတဲ့အခါကျ Y ဝင်ရောမှာကျွန်တော်တို့မော်ဒယ်ထည့်တယ်ပြောတော့အကြောင်းကိုကျွန်တော်တို့စလင်ဒါပေးတယ်ပြောတဲ့အခါကျပုံစံပေါ့နော်ပုံစံလေးတွေကိုကျွန်တော်တို့ gear ကိုပေးတယ်ပြောတဲ့အခါကျတော့ကိန်းကနန်းဆိုင်ရာ data weight အတွက်ကိုကျွန်တော်တို့ဒီဟာအတွက်ကိုကျွန်တော်တို့ weight ကိုပေးတယ် အသေးအကြီးပေါ့နော် site အသေးကြီး point ရဲ့ site အသေးကြီးတို့ကိုကျွန်တော်တို့ weight ကိုပြတယ်ဆိုတော့နောက်တစ်နေ့ကျွန်တော်တို့ဒီပုံတိုင်းပြန်လည်းရောက်ချင်တယ်ဆိုရင်ဒါကိုကျွန်တော်တို့ QR code နဲ့ကျွန်တော်တို့ save လိုက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင် ကျွန်တော်တို့ဒါနောက်တစ်နေ့တိုင်းပြန်ရောက်ချင်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ QR code အစင်များ QR code ဖြစ်သိမ့်ပြီဆိုတဲ့ဟာနှိပ်လိုက်မယ် ပြောရဆိုရင်ဒီမှာ step qr code ဆိုတဲ့ဟာလေးပေါ်လာရဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ download လုပ်ပြီးွားပြီဆိုတော့ကျွန်တော်တို့ download ကိုကျွန်တော်တို့တစ်ချက်ပြန်သွားကြည့်ကြည့်မယ် ဒီမှာဆိုရင်ဒီအောက်ဆုံးမှာဆိုရင်ဒီဟာဆိုရင်ဒါကျွန်တော်တို့ဒီနေ့ဒီနေ့ရက်စွဲနဲ့ရတဲ့ QR code ဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့က browser နဲ့ကြည့်ဖို့လိုတယ်ဆိုတော့ဒီလိုကြည့်လိုက်ရင်ဒါကျွန်တော်တို့ QR code ပဲရရှိသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ QR code မှာပါရီပါဝင်လေဆိုရင်နောက်ထပ်တခြားဖုန်းတစ်လုံးနဲ့ကျွန်တော်တို့ကင်မရာနဲ့ချိန်လိုက်မယ်ဆိုရင်ဒီထဲမှာအဲ့ဒီ scatter charge မှာထည့်တဲ့အဆင့်တွေ ပါတယ်သူကပါလဲဆိုတာကိုဖော်ပြပေးထားပါတယ်ဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒါကျွန်တော်တို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ထားပါတော့ဒါကျွန်တော်တို့ QR code save လိုက်ပြီနောက်နေ့ကျရင် ကျွန်တော်တို့ကအဲ့ဒီကနေပြီးတော့ပဲကျွန်တော်တို့ရှစ်ဆက်သူးခြင်းတယ်ဆိုတော့အဲ့ဒီကနေပဲကျွန်တော်တို့ရှစ်ဆက်သူးခြင်းတယ်ဆိုရင် ကျွန်တော်တို့ QR code တင်လိုက်ရုံဖြင့်ကျွန်တော်တို့အရင်ကလောက်ထားတဲ့အဆင့်တွေကိုကျွန်တော်တို့ပြန်လောက်စာပြန်လောက်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ ချက်ချင်းပြန်လာရောက်ရှိတော့မှာဖြစ်ပါတယ်ဆိုတော့တခုအပြည့်ဆိုရင်ဒီမှာဆိုရင်ဒါကျွန်တော်တို့ QR code တင်ဖို့တော့ဆိုရင်ဒီမှာ data တော့အရှင်တင်ရမယ်ပြီးတော့လည်းခါကြတော့မှာကျွန်တော်တို့ QR code ကိုတင်ရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ data ဘာ data လဲဆိုရင်ကျွန်တော်တို့ရဲ့ data က empty car ဆိုတဲ့ဟာလေးဖြစ်တယ်ဆိုတော့ဒီဟာလေးရှာလိုက်မယ် ပြောရတဲ့ခါကျရင်ဒီမှာပေါ်လာလိမ့်မယ်ဆိုတော့ဒီ MD ကားတစ်ခုကိုရွှေ့လိုက်မယ်ဒီမှာဒါ upload complete ဆိုရင်ကျွန်တော်တို့ data တင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်နေ့အဲကျွန်တော်တို့အရင်ကတိဆောက်ထားတဲ့ပုံတိုင်းရောက်ချင်လို့ကျွန်တော်တို့ဒီမှာ QR code ကိုတင်မယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးကြည့်ရတဲ့ QR code ပေါ့နော်ဆိုတော့ဒီမှာအဲ step QR တို့တို့ကောက်ရိုက်လိုက်မယ်ဆိုရင် ဒီမှာဆိုရင်ဒါဒါကနောက်ဆုံး QR code ဖြစ်တယ်ဆိုတော့ဒီနေ့ QR code ကိုဒီမှာကျွန်တော်တို့ရွှေ့လိုက်မယ်ရွှေ့လိုက်ပြီးပြီးပြီးသွားတဲ့ခါကျတော့ဒီမှာ QR code ဝင်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ဒီမှာ QR code လေးကြာလာမယ်ဒီ QR code ကိုကျွန်တော်တို့ဒါက QR code တင်ရုံပဲရှိသေးတယ်ကျွန်တော်တို့ QR code ထဲမှာရှိတဲ့ data ကဒီထဲကိုမဝင်သေးဘူးဆိုတော့ဝင်ဖို့တော့ဆိုရင် ကျွန်တော်တို့ activate လုပ်ဖို့လိုတယ်ဆိုတော့ဒီ activate လေးကိုကျွန်တော်နှိပ်လိုက်မှာဒီ UI ဆိုရင်ဒီမှာသူရှိရတိုင်းပဲကျွန်တော်တို့အရင်နေ့တုန်းကလုတ်ထားတဲ့ data အတိုင်းကိုဒီထဲအောင်ကိုပြန်ဝင်လာပြီဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ h win ရောမှာဆိုရင် my bar garland ရှိတယ် y win ရောမှာဆိုရင် model ရှိတယ်အရာမှာဆိုရင် cylinder ပြီးရတဲ့ခါကျတော့ဒီမှာ ပုံစံမှာဆိုဂီယာရှိတယ်အရွယ်စားမှာဆိုဝိတ်ရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါဝင်ပြီးွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ ပုံရချင်တယ်ဆိုရင်ပုံထုတ်ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ဆိုတော့နှိပ်ပြီးွားတော့တဲ့အချိန်မှာဒီမှာပုံစံပေါ်လာပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာတစ်ခုတတိထားရမှာကတစ်ခုတိရမှာကတော့ကျွန်တော်တို့ဒီမှာက ုံစံပေါ့နော်ပုံစံကပြောင်းလဲသွားတယ်ပုံစံကကြတော့ကျွန်တော်တို့ကသူ့ရဲ့တဘောတရားကကျွန်တော်တို့ဒီမှာကျွန်တော်တို့ပုံထုံးမြည်ဆိုတဲ့ဟာကိုပုံထုံးမြည်ဆိုတဲ့ဟာကိုတခါနှိပ်တိုင်းသူကပုံစံကကြပန်းနေရဖြစ် ကျွန်တော်တို့အမြဲတမ်းပြောင်းလဲတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လောက်ထားတဲ့အဆင့်ကတော့မှန်တယ်ဒါပေမဲ့ပုံစံပုံစံကဒီထဲမှာ စုစုပေါင်း25မျိုးထိရှိတယ်ဆိုတော့ဒီထဲမှာကကျွန်တော်တို့က ပုံစံအားဖြင့်ကဂီယာဂီယာက3ခုပဲရှိတယ်ဆိုတော့25ပုံစံစုစုပေါင်း25ပုံစံကနေပြီးတော့3ခုကိုသူကကြပန်းနေရာ ဖြစ်ရွေးချယ်ပြီးတော့ကြနေမှာဖြစ်ပါတယ်ဆိုတော့ဒီနည်းအားဖြင့်ကျွန်တော်တို့အရင်နေ့ကပုံပေါ့နော်အရင်နေ့ကပုံကိုကနေပြီးတော့ပြန်လေရှေ့ဆက်ခြင်းတယ်ဆိုရင်အဲ့ဒီ QR code ကိုတင်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ရှေ့ဆက်လောက်သွားလို့ရနိုင်မှာဖြစ်ပါတယ်